diversity visa DV ပေါ့မပေါ့ဘလို့စစ်မလဲ DV visa ရအောင် interview ရအတွက်ပတ်စံဘလောက်ထိ ကုန်နိုင်လဲ USA မှာနေထိုင်ဖို့အတွက်ပတ်စံဘလောက်အနည်းဆုံးယူလာတင့်တယ်လဲ USA မှာဘာအလုပ်လုပ်နိုင်လဲဆိုတော့ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးသွားဆိုရော့တည်သွားမှာဖြစ်ပါတယ်ကဘာပတ်အမေရိကန်မိနနာစီးပွားရေးပညာရှင် channel ကကြိုးစားပါတယ် ်ဘယ်နေရာကြည့်နေလဲကိုမအောင်မနေတာပါ DV စစ်မှန်ဆိုရင် website တစ်ခုပဲရှိဒါ official အစိုးရ website အစစ်မှန် dvprogram.state.gov ဒီမှာကြည့်လိုက်အဲ့ဒါလေးကိုပဲရိုက်ထည့်ပါတခြား website ကိုသွားပြီးတော့မစစ်ပါနဲ့ဒီ website မှာ2026 DV ထိုးရတူအတွက်စေလို့ရတယ်2025ထိုးရတူရဲ့ထပ်ပြီးတော့စေလို့ရတယ်2025ထိုးရတူရဲ့ကြတော့ အခုဒီနှစ်2025စက်တင်ဘာ30ရက်နေ့ထိစစ်ဝင်ရပါတယ်2026ထိုးထားတဲ့လူရဘယ်အချိန်မှထိုးထားဆိုရင်အော်တိုဘာ2ရက်နေ့2024ကနေပြီးတော့နိုဝင်ဘာလ9ရက်နေ့2024ကြားမှာထိုးထားတဲ့လူရ DB 2026ထိုးထားတဲ့လူရပါဘယ်နှစ်ထိစစ်ဝင်ရစက်တင်ဘာ30ရက်နေ့2026ထိစစ်လို့ရတယ်ဒီ chest status ဆိုတာဒီ click နေတယ် နှိမ့်နေမှာဆိုရင်နောက်တစ် page ကဘယ်ရောက်မှာမဆိုဒီပုံစံမျိုးရောက်မှာနေ continue ကို click နှိမ့်နေနှိမ့်မှုဝရင်ဒီနေရာရောက်လာနေတယ်ဒီနေရာရောက်အားချာကြရရင်ကိုယ့်ရဲ့ confirmation number ကိုတိဖို့လိုတယ်เนาะ2026ဆက်စားတာဖြစ်တယ်เนาะ1111ဆိုတာ program ကြီးက confirmation number ရက်ထက်2000အာ26ပြီးတော့လာမယ် D E A B C D ဒါ example ပေးတာရိုက်ထိုက်တာသူပေးတာလည်းရိုက်ထိုက်တာပြီးွားရဲ့ video လေးအဆုံးနာမှာ confirmation နံပါတ်မေ့ွားရင်ဘယ်လိုလုပ်ရမလဲဆိုတာပြောမယ်အဲ့ရောဒီ channel လေးကို subscribe လုပ်တာပါ last name last name ရပါတယ်ကိုယ်နံပါတ်ပါပေးထားတယ်ဒီမှာကိုယ့်ရဲ့နောက်ဆုံးနံပါတ်เนาะနောက်ဆုံးဥပမာဆို share rich ဆိုရင် rich ဆိုပြီးတော့ထည့်ရမှာ။ဒါကြောင့်နောက်နောက်ဆုံးနာမည်ဖြစ်ရတဲ့အတွက်ကြောင့်ဆေယာက first name ပဲဆေယာ rich ဟုတ်တယ်မလား။အာဒီနံပါတ်16 16 character တဲ့နော်16လို့ဖြစ်ရမယ်။ဆောက်လို့ထည့်ပါရတဲ့။ तू example ပေးတာဒါ तू example လို့ဆရာ copy paste လုပ်လိုက်မယ်။ Okay ။အဲဒါဆိုတော့အနည်းမဖြစ်တော့နံပါတ်မှားနေမပြည့်စုံဆိုရင်အနည်းတော်ပဲဖြစ်တယ်။နော်ဆေယာ rich တရားထည့်လိုက်။အာ year buffer ဗာဖြစ်နေ year buffer ကိုယ့်ရဲ့မွေးနေ့ထည့်ပေါ့ဟောနော်မွေးနေ့ဆက်ဟိုပါဆို1900 1900ထည့်ပလိုက် 2000ဆိုရင်2000 table လိုက်ပြီး authentication ဒီနံပါတ်အတိုင်းရိုက်ပြီးတော့ထည့်ပါ RHD5 capital letter ဆို capital letter เนาะစလုံးအကြီးဆိုစလုံးကြီးเนาะပြီးတော့5 file ကိုရိုက်ထည့်မယ်ပြီးတော့ submit လို့နှိပ်တာ submit ကိုနှိပ်ရမှာဆိုရင်ပေါက်သွားရဆိုရင်ဒီမျိုးပုံစံတွေ့ရတယ်အာဒီ logo နဲ့နော် logo နဲ့ပြီးတော့ United States Department of State ဆိုတာတွေ့ရတယ်မယ်ပြီးတော့ Kentucky အာ consular center เนาะဒီမှာရေးတာ you have been randomly selected for further processing and diversity immigrant visa program 2026เนาะဒီ October လာ2025နဲ့2026ကြာမှာသူကအပြီးရွေးမှာအဲကြောင့်ဒီ date မှာပြောထားတာအပြီးရွေးမှာပြောထားတယ်ဒါက visa ရဖို့100% guarantee မဟုတ်ဘူးသူပြောတာလေအကောပြောတာအဲကြောင့်တေးချာဒီ instruction ကိုတိုက်ပြီးတော့ဖတ်ပြီးတော့လောက်ဆောင်ဖို့အရေးကြီးပါတယ်ကိုနံပါတ်အရှိ မှာဖြစ်တယ်ဆိုရင်နံပါတ်အရှိရလူတွေကရဖို့ခေပိုများတယ်နံပါတ်အရှိရလူတွေမတော်ဖြစ်တာတို့ဗီဇာကျတာတို့ဟိုပတ်စံဘယ်လောက်ရှိတယ်မပြနိုင်ဘူးအဲ့လိုမျိုးဘက်ကောင်းချက်မအောင်ဘူးအဲ့လိုမျိုးကျတဲ့လူများတယ်ဆိုရင်ရောနံပါတ်နောက်ပိုင်းလူတွေကရဖို့များတယ်ဒါပေမဲ့နံပါတ်အနောက်ရောက်တဲ့ကြောင့်ဒါဘာမှနော်စိတ်ညစ်စရာမလိုဘူးနော်အမြဲတမ်းအမြဲတမ်းစူးစမ်းနေမှုအရန်အရေးကြီးအဲ့ဒါကြောင့်သူ့ရဲ့ installation လုပ်ပြီးတော့မြန်မြန်လုပ်ဖို့အရေး ကြည့်ပါတယ်။ Okay မပေါဘူးဆိုရမဖြစ်တယ်။မပေါဘူးဆိုရဒီစာပေါ်လာနေမှာ not have been selected has not been selected ရှင်းရှင်းလေးပဲဆက်လုံးတူတူလေးပဲဘာမှ logo မရှိတွေ့ရဒါနေစာမရှိဘူး logo မရှိဒီလိုမျိုးပေါ်လာမှာဆိုတော့မပေါ့ပါဘူးမပေါ့ဘူးဆိုတော့နောက်နှစ် try ပြီးတော့ try ပါအာတချို့လူတွေကစိတ်ပူနေကြတယ် president trump ပယ်ချတယ်ဘယ်လိုလုပ်မလဲသူ့ဟာသူအဲ့ risk ဆိုရှိတယ်ဒီနှစ်ပေါ့တဲ့လူက အေးဗီဇာရှောက်တဲ့အချိန်မှာအေးစက်တင်ဘာလမရောက်ခင်အာ President Trump ကစိတ်ပြောင်းသွားပြီးတော့အေး DV ကိုဖျက်သိမ်းလိုက်မယ်အာ USA ဟိုလိုလာမဲ့မြန်မာတွေမြန်မာတွေကိုပယ်လိုက်မယ်အဲ့လိုမျိုးဟာမျိုးဆိုရင်တော့မရတော့ပေါ့ဟိုတစ်ခါကကြုံမှုတယ်အာ Trump Travel Ban ဆိုလုပ်လိုက်တာ USA ဟို DV ပေါက်ပြီးတော့လာလာမဲ့မြန်မာတွေမရတော့ဗီဇာမရတော့ဒါပေမဲ့ဘာမှစိတ်မပူနဲ့ဒါအရင်းနှီးတစ်ခုပဲဘယ်အရာမဆို risk ရှိရဲ့ เนาะ USA လာရတဲ့ risk ရှိတယ် USA ကိုမလာရတဲ့ risk ရှိတယ်ဆရာအနေနဲ့ပြောရမှာဆိုရင် USA ကို low အောင်မြောင်ကြိုးစားမယ်မီနန်နာဖြစ်အောင်ကြိုးစားမယ်เนาะဆရာလိုမျိုးကဘာပတ်ချင်တယ်မီနန်နာဖြစ်ချင်တယ်မိဘကျေးဇူးဆက်ချင်တယ်ကိုယ့်ရဲ့နောက်ခါတာတာသမီတွေနောက်ခါတာမိသားစုကိုချစ်တယ်ဆိုရင်ရော USA မှာအောင်မြောင်ကြိုးစားမယ်ဆိုမဖြစ်ဖြစ်အောင်အောင်မြောင်ကြိုးစားခြင်းစီရဲဆိုရောလာဘာကြောက်ဆိုမလုံး USA က ်စင်ကာပူလောက်တော့မလွယ်ဘူးစင်ကာပူကရုံးကန်ဟာလွယ်တယ် US ကရုံးကန်အများကြီးပူခက်တယ်အများကြီးပူခက်တယ်ကမ္ဘာကမ္ဘာပေါ်မှာအခက်အခဲဆုံးနိုင်ငံတဲ့တခုပါပြောပြဒါပေမဲ့စ조사စ조사တဲ့အောင်မြင်နိုင်တယ်တချို့နိုင်ငံကြီးကြတော့အာ조사ခက်ခဲပြီးတော့조사조사မှာအောင်မြင်ဘူးဟုတ်မှာအဲ့ကိုယ့်အကဆုံးဖြတ်ချက်ချဖို့လိုတယ်အကဲ confirmation နံပါတ်မေ့သွားဆိုဘယ်လိုလုပ်မလဲစောစော forget forgot confirmation နံပါတ်ကလေးနှိမ့်လိုက် တိတ်တာမဆိုဒီ page ရေပေါ်လာနေမှာ page နဲ့ပေါ်လာမဆို2026ချက်ရတယ်2025ရဲ့ချက်ရနေတယ်ကိုယ့်ရဲ့နာမည်ကိုမှတ်မိတာနာမည်မှတ်မိရဆိုရင်အေးဟုတ်တယ်ဆရာ Rich ဆိုဆရာ Rich ကိုကိုထိုးထားနာမည်အတိုင်းပေါ့ပါနော်အတိအကျပေါ့ middle name ရှိဘူးโอเคထားထား middle name ဥပမာဆရာ super rich ဆိုရင်နာမည်တုံးလို့ဆိုမလို့လုပ်မယ်ဆရာတော့လူတိုင်းလူသားကိုဆရာ channel subscribe လုပ်လာရင်ကြည့်ထားရဆိုရင်ဘယ်လိုဖြစ်ရမလဲဆိုတော့ဆရာတင်ပေးထားတယ် လူလိုက်လူနာကိုဆရာ super rich ဆိုရင် first name ပါပဲနံပါတ်နှလုံးထည့်တာเนาะပြီးပါရင် last name ကို rich ထည့်တာနံပါတ်3လုံးရှိရဆိုအဲ့လိုထည့် middle name ကိုမရှိဘူးတော့နံပါတ်3လုံးမရှိဘူးနံပါတ်4လုံးဆိုရင်ဘယ်လိုလုပ်မလဲ okay ဆရာ super handsome rich ဆိုရင်နံပါတ်3လုံးလို့ first name မှာထည့်เนาะပြီးပါရင်နောက်ဆုံးမှာ rich ဆိုထည့် middle name ကိုလုံးဝမထည့်နဲ့ โอเคနံပါတ်5လောက်ရှိရစမှာဖြစ်ဆရာ super handset smart rich အဲ့လိုမျိုးဆိုရင်၄လုံးလို first name မှာထည့်နောက်ဆုံး name လို last name ထည့်ဘာကြောင့်လဲဆိုတော့ US ရောက်လာ ID ထုတ်ပေးရဆိုရင်ခုက middle name မှာထည့်ထားဟာအော်ပျောက်သွားခုနံပါတ်ပျောက်သွားအဲ့တော့ခုမှနံပါတ်5လောက်ရှိရဆရာ rich ဆိုတာပဲပေါ်လာနေမယ် first name နဲ့ last name ပဲပေါ်လာနေမယ်တချို့ဟာရှိ ID အဲ့လိုမျိုးမဖြစ်ချင်အဲ့လိုမျိုးကြောက်လူတူစင်တူရောမဆိုရင်ဒုက္ခရောက်နိုင်တယ် ဟုတ်မှာနာမည်အပြည့်စုံမှာမဟုတ်လားအာမြန်မာနာမည်ရတချို့နာမည်ရတော်တော်စင်တူပါအရင်များဟုတ်ဟုတ်တယ်မှာအဲ့ရောက်ဟိုနာမည်ရှေ့တစ်လုံးနောက်တစ်လုံးပဲပါတယ်ဆိုရင်သွားပြီအာတူရဲ့တူအများကြီးထွက်လာတယ်အဲ့ဒါကြောက်ပါเนาะထည့်ပြီးသွားလို့ဆိုတော့လည်းမတက်နိုင်ဘော့ဆရာ channel ကိုကံမကောင်းလို့အစောကြီးတော့မတွေ့ဘူးထည့်ပြီးသွားလို့ဆိုရင်မတက်နိုင်ဒါပေမဲ့နောက်ထပ် form တွေမှာဆိုရင်ပြန်ပြီးတော့ passport ဝင်ပြန်ပါဖြစ်ဖြစ် form ဖြည့်ရခါကျရင် ပြန်ပြီးတော့ပြင်ပြီးတော့ဖြည့်ကိုရရရနိုင်မယ်เนาะအာပြီးပါရင် date of birth မွေးနေ့ပမာတယ်ထဲတာကိုယ့်ရဲ့မွေးနေ့ထဲပေါ့ဟိုကကိုက January အာโอเค30မှာမွေးတယ်ဒါအေးစမပေးရအောင်2000မှာမွေးတယ်ဆိုရင်30ထဲတာ January 30ရက်နေ့2000မှာထဲတာ email address ကိုပါ email ပေးထားတယ်ထိုးရခါမှာအဲ့ email ကိုထဲတာ เนาะပြီးတော့ authentication ဆိုဆိုတာခဏပုံစံလေးပေါ်လာပြီအဲခဏပုံစံလေးအတိုင်းပဲရိုက်ထည့်တယ်เนาะဒီကဒီဒီမျိုးပုံစံမျိုးပဲဒီမျိုးပုံစံမျိုးပဲဒီမှာမပြထားအောင်ဒါပေမဲ့ကိုယ်တိုင်ချက်ကြည့်အားကြရင်ပေါ်လာနိုင်မယ်เนาะအဲရိုက်ထည့်ရိုက်ထည့်ပြီးတော့ submit လိုက်တာဆိုရင်ကိုယ်ချက်ကြည့်ရတာ confirmation ပြောက်သွားတယ်မေ့သွားတယ်ကိစ္စမရှိဘူးကိုယ်ပါကိုယ် information တိမယ် mail တိမယ် email တိမယ်ဆိုရင်အဲ့လိုချက်ရအောင် ဒီဗီထိုးထားရတော့ဘာလို့ရှိလဲပေါက်ပါတာမပေါက်ဘူးလားခေါမအမရေးတာပါပြီးတော့အေးဘလောက်ကုန်ကြမလဲ interview process ဆိုရင်ဒီဗီကဘလောက်ကုန်ကြနိုင်ဆိုရင်အေး department of state ကိုဘလောက်ပေးအောင်330ပေးရမယ် USCIS fees ကဘလောက်လဲ165ပေးရမယ်เนาะဒါအခုလက်ရှိဈေးတယ်အချိန်မရွေးပြောင်းနိုင်တယ်အဲရောသူဈေးမတက်ခင်ညံညံပေးပေးတာညံညံ process လုပ်လို့လုပ်တာ ။အော်တခြား medical check up ရှိရဲ miscellaneous fee ဆက်ရှင် miscellaneous fee ဆိုပါအထူးထွေးဈေးပေါ့ notary ပြန်တာတို့နော်ကိုယ့်ရဲ့စာရေးစာတမ်းရပြည့်စုံရအောင်လုံးတဲ့ပတ်စံတွေရှိရဲရက်စကန်ထောက်ခံစာတို့အများအများရှိနော်အဲ့တော့အနည်းဆုံးဒေါ်လာ1000ရှိအောင်ကြိုးစားပါ1000အနည်းဆုံးဈေးစစ်တာဈေးကြည့်ရဈေးဈေးစစ်တာဒေါ်လာရာနဲ့ချီပြီးတော့ကာကွယ်ဈေးသူထိုးပေးထိုးပေးအောင်ပါနော်အနည်းဆုံးဒေါ်လာ1000ရှိအောင်โอเคအဲ့တော့ USA လာမှာဆိုရင်ဗီဇာရပြီဆိုရင်ဒီတိုင်းလာအောင်မြောက်လေ flight ticket ပို့လို့ရမှာ flight ticket တထောင်လောက်ရှိတယ်เนาะတထောင်ရှိရဲ့အဲ့ဒါအာနှစ်ထောင်လောက်ပြင်ဆင်ပြီးတော့ USA ကိုလာလို့ရတယ်เนาะကဘာပတ်ဘလိုပတ်မလဲ flight ticket ဘုံမလို့တော့ဆိုရင်ဆရာရဲ့ကဘာဘလိုပတ်လဲနီးနားတင်နားတက်လို့ရတယ်เนาะတက်တက်တာနဲ့ကဘာဘလိုပတ်မလဲအမှအကုန်တင်ထားပေးတယ်โอเคအပြီးတော့ဆက်ကြည့်မယ် US မှာနေထောင်အတွက်ဘလောက် ယူလာမှာအနည်းဆုံးโอเคအနည်းဆုံး6လစာအောင်12000ယူလာခဲ့အရင်ကဆရာတပေါင်းပြုံးမှုတယ်အဲ့ရောကုံစင်းတို့ကိုကြာနေချင်းကုံစင်းတို့ဒီတော့မတက်တဲ့ချင်းအခုကကုံစင်းတို့တက်နေချင်းကဘာနဲ့တက်တာပါ US ဆရာလည်းတက်တယ်အဲ့ရော12000အနည်းဆုံးယူလာခဲ့အဲ့ရောတလောက်အနည်းဆုံး2000ပေါ့ကိုနေနေရာပေါ်မူတည်ရဲ့ကိုအမအမျိုးရှိရဆိုရင်အဲ့လောက်ဒီကုန်ကြီးမကုန်မယ်ဒါပေမဲ့ကားတွေပါဝင်ရမယ်ဆိုရင်ကားက6000 9000တော့ပေးမှကောင်းကောင်းရမှာ เนาะအဲ့ဒါဆိုဘယ်လောက်မှမကြံတော့ဘူးအဲ့ကြောင့်အနည်းဆုံး10000အမျိုးရှိရှိမရှိရှိ10000ယူတာအကောင်ဆိုပေပို့ပြီးစိတ်ချတယ်ပို့များများယူတာလည်းပို့ပြီးကောင်းနေတယ်တခုရှိတာပေါ့ကိုယ့်ရဲ့ရည်စားကကဘာပတ်အမေရိကန်မိနန်နာစီးပွားပညာရှင်ဆိုရောစိတ်ပူစရာမလိုเนาะမဟုတ်ဆိုရော အနည်းဆုံး10000ယူလာဖို့လိုတယ် DV ပေါက်ပြီးတော့အမေရိကန်မှာဘာအလုပ်လုပ်မယ်လို့စိတ်ကူးတာတယ်ကိုမအောင်မကြီးတာ ။ဘာကြောင့်လဲဆိုတော့အင်တာဗျူးမှာမင်းမှာဘာလုံးလုံးမစိတ်ကူးထားလဲဆိုတော့အခုတည်းစဉ်းစားပြီးတော့ကိုမအောင်မှာရေးတာပါ။ Okay တကယ်လေပတ်စံဘလို့ရှာအောင်ရမလား။ USA မှာအများဆုံးအောင်မြင်မယ်။တေးချာချာမိဘကိုကျေးဇူးဆက်ခြင်းနဲ့เนาะအချိန်ကိုနည်းနည်းလေးနဲ့အတ္တသားဆိုအောင်မြင်ခြင်းဆိုရင်ဆရာလိုမျိုး stock investing လုပ်ရ ဥပမာဆိုရင်ဒီမှာဆိုရင်တလာထက်မှာ9000ကျော်ရတယ်နော်တနေ့ကိုတနေ့နှစ်နေ့ပဲတပတ်ဝ5ရက်အဲဒါကြောင့်တလာဆိုရက်20လောက်ပဲအလုံးလုံးစံတော့ကျိုင်းတဲ့နေရာမှာလို့ရခပါပတ်ဝရကျိုင်းတဲ့ပြည်နယ်မှာနေလို့ရကျိုင်းတဲ့မြို့မှာနေလို့ရနော်ဘာမှစိတ်ပူစံမလို့အာ stress အဲ့လောက်မရှိကျွမ်းကျင်သွားလို့ဆိုရင်စားခြင်းတင်ရမယ်ဆိုရောခက်ခဲတာပေါ့တင်မဲမဲမရှိဆိုပို့ပြီးခက်တယ်တင်မဲမဲမရှိဆိုတော့ကြာအရန်အရန်လွယ်တယ်အဲ့ဒါကြောင့် USA DB ပေါ့ဆိုတော့ congratulation မီနန်နာဖြစ်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်နေ။ဒါကြောင့်ဆိုတော့ USC ရောက်လာတဲ့ social security number ရပြီဆိုရင် store share စပြီးလုံးရပြီ။နော်။ချက်ချင်းစအောင်ရ။တနည်းကို30နဲ့စအောင်ရ။ဒေါ်လာ30ပဲရှိပါစေ။ပုံမှန်လေးထက်။နော်နေတမ်းမထက်ခြင်းကိစ္စဖြစ်ဒါပေမဲ့တစ်လတစ်ခါထည့်ထည့်တစ်ပတ်တစ်ခါထည့်ထည့်ရတယ်။နော်။ အစောဆုံးနဲ့အမြန်ဆုံးနဲ့အတက်တာဆုံးအောင်မြင်ခြင်းဆိုရင်ပညာလိုပါတယ်အဲ့ပညာတတ်ခြင်းဆိုရင် stock investing call option put options advance option day trading movement stop တက်အောင်ရပါတယ် USA ပေါက်လာချိန်နေပြီးမလာခင်ပြင်ဆင်ထားခြင်းဆိုရင်ကြိုပြီးတော့တက်ထောင်ရအဲ့လိုမျိုးရပို့ပြီးတော့အောင်မြင်ဖို့ခင်ပို့များတယ် link နေကို YouTube video နဲ့ description ကိုမှာပေးထားပါတယ်ဒီနေ့စရင်တွေးဝင်ဒီနေ့စပြီးတော့တင်တဲ့တက်အောင်ရပါတယ် တိုးရင်းရှိတယ်ကဲအမျိုးပုံကောင်းပါဘယ်ဟာပုံကောင်းလဲဆိုတော့ဆရာကနင် app from နင် app from နင်၅လမ်းနီးလမ်း၅လမ်းရှိရအဲ့ဒီဟာတွေကကျင်းအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကျင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေပါလဲ app from ဟာတွေကိုတိကျပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကျင်းလုံးဝဘာမှနားမလည်ရဘူးနော်ဆရာပြောတဲ့အတိုင်းပဲနင်းလိုက်လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်လုံးဝအရှုံးမရှိဘူး Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CIS အပေါ်တခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရန်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့သင်ခန်းစာတွေကအထောက်ကူရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာလွင်ချင်းအဖြစ်အရင်နေ့နေ့လေးနဲ့အမြတ်များများရေးရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာသင်္ကန်းတဲ့ရနဲ့အလားအတွင်းမှာ9500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ကြတာလေအခုတော့အဲ့လိုမြတ်လေးဆရာရေးနေကျေးဇူးပဲဒီ new york လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့ရဲ့တင်နန်းမှာတင်နန်းတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်ပေါ့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြည့်ရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ